ီဗီယူမှာတော့ brother တို့အတွက်မိုဘိုင်းပြည်ပြည်ကစားနည်းကိုလွယ်ကူစွာကစားနိုင်တဲ့နည်းလမ်းဝင်မြတ်ပေးမှာဖြစ်ပါတယ်။ Pro က beginner တယောက်လားဒါမှမဟုတ်ချီဗီတာစကိတ်ကိုကျောင်းကျင်အောင်လုပ်ချင်တဲ့ player တယောက်လား။ဒါဆိုဒီဗီယူက pro တော့ပါ video မှာ basic event ဆိုရင်2ခုခွဲပေးထားပါတယ် basic မှာဆိုရင်တော့ setting basic in clicking craving လို့ရှိပါတယ် event event မှာဆိုရင်တော့ jet reset hit select event in counter scraping လို့ရှိပါတယ်ဒါကုံပါပဲ setting နဲ့အရင်စားလဲအောင် ပထမအဦးဆုံးအနေနဲ့အရင်ကြီးကြည့်တဲ့ Samsung TV ကြောင်းပြောပြအောင် Samsung TV ကညလုံးအကျင့်ချော်တက်နေပြီနေလုံးအကျင့်အိမ်တော်ထောက်မရပါဘူးအဲ့တော့ကျွန်တော်လူတိုင်းနဲ့ကိုက်မဲ့ Samsung TV ကိုချိန်ပေးမယ်ကျွန်တော်တို့ဖုန်းအမြန်မွှေ့ကျင်တဲ့လူတွေက60ပေါ့ကျွန်တော်လူဓာတ်ရိုက်ရွှေ့ကျင်တဲ့လူကတော့50လောက်ရွေးပါဒါဆိုကျွန်တော်ကိုယ်တိုင်တော့ဆက်ထားပါ55နဲ့50ကိုကွန်ထိုးဟောင်းအောင်သုံးလို့ရတယ်55နဲ့80ကိုတော့ကွန်ထိုးအသင်းမှာသုံးလို့ရပါတယ် ပရူဘေးတဲ့ Sunday Play မကြိုက်ဘူးဆိုရင်ကိုပေါ့ရှာနီလန်လီဘာတာလေးကဘလော့နှစ်တုံးချထားပြီးကိုတူးနဲ့ဘလော့ကနေ whoever ဘလော့ကိုတန်းပြောင်းတော့ပါလွဲသွားရင်အာ Sunday Play မကြိုက်လို့ပါမလွဲပဲဒဲထောက်သွားမယ်ဆိုရင်တော့ပရူနဲ့ကြိုက်လို့ပါ ဗီဒီယိုဗီဒီယိုစတင်အောင်တစ်ချက်လောက်ကြည့်မယ်ဆိုတော့ရိုးရှင်းပါတယ် POV 120လောက်ထားပြီးဒီအောက်ကစတင်လေးကိုပိတ်ပေးလိုက်ရင်တော့စမူးတဲ့ POV စတင်ရပါတယ်ဒီစတင်ကတက်ပလက်နဲ့ဆော့ပို့ရတာကောင်းတာဖုန်းနဲ့ဆိုအချိုးမွေမှာအဲ့တော့ပိတ်ထားလိုက်တာပြီးတော့ POV ကို90လောက်ပြန်မြောင်းလိုက်တာဒါဆိုကျွန်တော်သုံးတဲ့ POV ရပါပြီ Brother ကိုင်တဲ့ဖုန်းကမတရားဖြစ်နေဒီစတင်လေးပိတ်ပေးဖို့လိုပါတယ်ဒါဆိုဂိမ်းကိုလုံးဝဆက်မှုနေအောင်ကစားလို့ရပါပြီ ိမ်အိမ်မှာတော့အထာရှိပေးပါတယ်သူအထာနဲ့သူပေါ့ပင်းရအထာယူရှင်းပါတယ်သူတယောက်ကိုဘလော့၃ခုအကော်ဝေးရနေလှမ်းရရမှာပါနောက်တစ်ခုကသူသွားမဲ့ direction ကိုမှန်းရသေးပါတယ်ဒီအခွက်ကိုတည်ထားနေ enemy ကိုတောင်းဝင်းနာထိမြောက်ပြီးလို့ရပါတယ်ဘရုအနေနဲ့အနမီကိုရိုက်တဲ့ချိန်နီယောင်ကွက်ထဲမှာအနမီရရှိနေရမှာပါပြီးတော့စိတ်ထဲမှာအနီယောင်ကွက်ရှိရဲဆိုပြီးမှတ်ထားလိုက်ပါခလစ်ခင်းမှဆိုရင်တော့ CBM များရဲ့ခလစ်ခင်းနေဖြစ်တဲ့ ကျင်းသားတို့ butterfly လို့မသုံးပါဘူးကျွန်တော်ကမြန်မာလူကြီးပဲခြားတာပါဒီ click ခင်းကဘေးသတမားရတော့လည်းကောင်းပါတယ်ပြီးတော့ CPF ကိုလည်း30 17လောက်ရောက်စေပါတယ် scraping up လို့လှုပ်လှုပ်လဲဆိုတော့ကျွန်တော်တို့ဒီတိုင်းမနာမနေပဲနဲ့ join stick ကိုဖိထားတာပါပြီးကြအင်းုံမလွဲအောင်ထောက်ရသေးပါတယ် scraping လုပ်နေတဲ့အချိန် enemy ကိုမခံမနိုင်တဲ့ movement ပြရမှာပါပြောမှသူဘယ်ညာဘယ်ညာတွေ့တာပေါ့ ဒီ video လေးကိုကျွန်တော်ညံမီသလောက်လောက်ထားဆိုတော့အားလုံးကိုကျွန်တော် like and subscribe လုပ်ဖို့တောင်းဆိုပါတယ်။အဲ့တော့ကျွန်တော် event level သွားလိုက်အောင် carry ထားကလဲပါလေခုံနဲ့ခလုတ်ကိုနှိပ်ပြီးတော့ကိုယ်အနောက်မလွင်တော့ထိနေပါဘူး။ပြီးတော့ခုံချင်တိုင်းနဲ့ခုံလို့မရပါဘူး။ enemy ကတစ်ချက်အရင်ရိုက်ပြီးမှအတင်းကခေါ်ရမှာပါ။အန်နမီကနှစ်ချက်ရိုက်လိမ့်မယ်ဘရိုကလည်းနှစ်ချက်ပဲရိုက်ရမှာဒါပေမဲ့အဲ့ထဲမှာအလေထဲမှာနှစ်ခါခုံအောင်ပါ ဟစ်စလက်ဟစ်စလက်ဆိုတာတော့ကိုခံမန်းလို့မရတဲ့ enemy ကိုတစ်ချက်နှစ်ချက်လောက်ပေးရိုက်လိုက်တာပါအဲ့လိုရိုက်လိုက်ပြင်းချင်းသူ့ရဲ့ movement ဘလို့ဆိုတော့ကျွန်တော်တို့တီးသွားပါတယ်အဲအကြောင်းသူ့ကိုလေးဘောကျောင်းအောင်လုပ်ပေးလို့ရပါတယ် event အိမ် event အိမ်ကတာမန်အိမ်နဲ့ဘာကွာလို့ဆိုတော့တာမန်ထက်မြန်အောင်နေရတယ်ပြီးတော့တာမန်ထက်အိမ်ကိုတိကျအောင်စိုက်ရတယ်ပြီးတော့ enemy ကိုပြုတ်မကြတော့အောင်ထိန်းရသေးတယ်ပြီးတော့ तू ကဖြစ်တဲ့အခါမှာပင်ပေါ်လဲမှုတီးပါတယ် ကျွန်တော်အနေနဲ့ပင်30ဆိုရင်တော့6ကိုရိုက်ပင်33နဲ့60ကြားဆိုရင်တော့ဘိုက်ကိုရိုက်ပါပင်61 100ဆိုရင်ခေါင်းနဲ့ဘိုက်ကြားကိုရိုက်ပါပင်100ဆိုရင်ခေါင်းကိုပါရိုက်ပါ straight ခေါင်းနော် straight ကိုဘလို့ခေါင်းတာလဲဆိုတော့သူ့ဘယ်ရွှေ့ရင်ဘိုးကညာကိုရွှေ့ရမှာပါဆုံးတိကြည့်ရှုပေးတဲ့ညီကိုရအောင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်